လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကပေါ့ကျွန်တော်ဟာတီဟိုတထောင်ဝိဇာအောင်မြင်သာသနာပြုစခန်းမှာ၉ရက်တိတ်ထံဝင်စဉ်ကမှာတောကြီးတောင်ကြီးမဟုတ်တော့ညာလည်းပဲတကြီးဝါကြီးရိတ်အဝါသာကောမှုပြီးအေဂျန်ညင်စိတ်လက်တဲ့တကယ်ကိုအမတ်တနယ်မြေတစ်ခုဖြစ်လို့ဒိတ်ထံသမားရဲ့အကြိုက်နေရပါဒါအပြင်ဝိဇာတက်နန်လောကပုဂ္ဂိုလ်တွေနဲ့အမြဲလိုလိုထိတွေ့ခွင့်ရတဲ့ဒေတာထုတစ်ခုလည်းဖြစ်ပါလေမတိသူကြော်သွားတိသူဖော်စားရပညာတိုက်ကြီးဆိုလည်းမမွားပါဘူး သဒ္ဒနာအာဇာနည်မေတော်ကြီးတော်တီလာရဲ့ရွေးချွန်ချွန်သဒ္ဒနာစိတ်တဲ့ကြောင့်လည်းဖျားစီတီတီတစုပြီးတစုပေါ်ထွက်ခဲ့ပါလေကျွန်တော်ဒိဋ္ဌံဝင်စဉ်ကာလအံ့ဖွယ်စံကျေထူးခြားမှုတစ်ခုကြုံတွေ့ပူပါလေဒီအကြောင်းကိုပြောလို့ချင်လို့အခုလို့တင်ပြခြင်းဖြစ်ပါလေကျွန်တော်ဒိဋ္ဌံကာလနှစ်ရက်မြောက်နေပေါ့မနက်9နာရီခန့်စူးစူးရှာရှာအော်ဟစ်နေတဲ့ကလင်းငယ်တယောက်ရဲ့အတန်ကြားလိုက်ရပါလေပျော်ရွှင်စွာအော်ဟစ်ဆော့ကစားတဲ့ကလေးတံမျိုးပါ ဒါပေမဲ့ထူးခြားမှုကဒီသင်းနောက်မှာပဲ့တင်တယ်နေပါနေတာဖြစ်ပါလေထူးခြားတဲ့အတန်လိုင်းတစ်ခုမှအခွန်အားတစ်ခုပါနေတယ်ဆိုတာကျွန်တော်သိနေပါလေဒါပေမဲ့သူများနားလေအောင်တော့မပြောပြတတ်ပါဘူးမင်းကတော့ကြောင်တော်တော်တောင်စင်ရင်မြရတယ်ရှောက်ပြောပြပြီဘဲကခလေးအော်နေမှမသိဘူးဘမပဲ့တင်တယ်ပါလို့လေလို့အဋ္ဌံတူဝင်တဲ့တငယ်ချင်းကကျွန်တော်ပြောပါလေမေတော်ကြီးကတော့ပါမှမပြောပါဘူးဒါပေမဲ့မေတော်ကြီးမျက်နှာက ခါတိုင်းထက်တည်ငြိမ်ရင့်ကျက်နေဟန်ရှိပြီးတော့တစုံတစ်ခုကိုလည်းအာယုံပြုတ်နေတာမျိုးဖြစ်ပါတယ်။ကျွန်တော်ကတော့တငယ်ချင်းကိုတစုံတရာမတုံ့ပြန်တော့ပဲအတန်လာရဘက်မျောကြည့်မိပါတယ်။သိမကြခင်ကျွန်တော်မြင်တွင်တဲ့ကိုရင်လေးတပါးရောက်လာပါတယ်။ကိုရင်လေးဟာခံမန်းကျေအသက်9နှစ်10နှစ်သားအရွယ်ခန့်ရှိမယ်ထင်ပါတယ်။ကလေးတငယ်ဗီဇမပျောက်သေးဟန်နဲ့ပါဇက်မတချင်းလိုလိုကြပြားလိုလိုတဲတဲကွက်ကွက်မသိရတဲ့စကလုံးတန်စင်တွေကို တီဆိုအော်ဟိယင်ခုံပေါက်လာနေပါလေသင်္ကန်းကလည်းဘူဒီပတ်ဒီလက်ထဲမှာလည်းသင်္ကန်းကြောက်တစ်ခုကင်လို့စမားစီဒီဘက်မှ ရှောက်လာနေခြင်းဖြစ်ပါလေမျက်နာကဝဝိုင်းချူချူအသားရည်ကကြည်ကြည်လင်းလင်းအတန်ကဆူဆူရှာရှာနဲ့ဒီကိုရင်လေးဟာချစ်စရာတမျိုးကောင်းပါလေသင်္ကန်းလေးနဲ့မို့လို့ပိုပြီးတပ်ပယ်တင့်တယ်နေပုံရပါလေကိုရင်လေးဟာကျွန်တော်မြင်တာနဲ့တုံကနေရက်ပြီးဆူဆူဆက်ကြည့်ပြီးတော့အမေ ငါသားတော်ကအတော်ဟုတ်နေပြီပဲဒါပေမဲ့အပွင့်တွေများနေတယ်အင်းကအောက်ဆုံးမှာအပေါ်မှာအပွင့်တက်တွေကအထုတ်လိုက်ကြီးဖြစ်နေတာဆိုပြီးပြောပါလိမ့်ကျွန်တော်ချက်သေးသေးပြီးအံ့ဩမိပါလိမ့်ဘာပြန်ပြောရမှန်းမသိဘူးအမှန်လဲကျွန်တော်ဟာအပွင့်အင်းတွေတောင့်နေတာဖြစ်ပါလိမ့်ဘာကြောင့်ကြည့်နေတာလဲနောက်ထပ်60ဒလီကျန်သေးတယ်မလားသွားလို့ချီရွှေစည်ဒီဂျာတာပရီတောက်မှာစိတ်ကြားလာလို့ပြောပြီး ဘယ်တော်ကြီးရဲ့ဝါကြောင့်ပေါ့ကိုရင်လေးဟာလွှားကနေခွန်တက်လိုက်ပါလေကျွန်တော်ပဒီကိုတခါထိုင်ရင်အပတ်ရေ60နှုန်းနဲ့တနေ့9ချိန်ဒိတ်ထံဝင်ဖြစ်ပါလေနေရာကလည်းရွှေစီဒီကြာတာပဒီတောက်မှာဖြစ်ပါလေဒါကြောင့် and all be and all နေတာပါအတိတ်ထံအထူးပြေးသွားတဲ့ကဘာကကြောစန်တော်ဝင်စီရီတော်ကိုအဘအောင်မင်းကန်ကိုတိုင်စနေသားကိုနှံကင်းပြီးမနက်6နာရီမှည6နာရီအတွင်းပြီးတည်ခဲ့ခြင်းဖြစ်ပါလေစီရီလေးကသေးငယ်ပေမဲ့ အင်ပရပိုက်တွေထပ်ပနာထားပြီးဇေဒီပက်လယ်မှာစက်ဝိုင်းမှုရေမြောင်းတစ်ခုကပိုင်းပတ်ထားပါတယ်အဲ့ဒီရေမြောင်းမှာရေမြဲဖြည့်ထားရတယ်လို့သိရပါတယ်အဲ့ဒီအချိန်ကိုရင်လေးဟာမေတော်ကြီးကြောင်းမော်ကိုလွှားကနေခုန်တက်ရောက်ရှိသွားပါတယ်မေတော်ကြီးကလည်းကိုရင်လေးကိုငေးကြည့်နေပါတယ်ကိုရင်က အလိုကုမာရကဘာကြည့်နေတာလဲငါမောလာတယ်ရေတစ်ခွက်ကဆန်းနေကျွန်တော်ဒီစကားကြောင့်အံ့ဩရပါတယ်မေတော်ကြီး တော်သီလကိုဘာအောင်မင်းကောပါဝင်ထပ်ပုဂ္ဂိုလ်တွေက ကုမာရာလို့ခေါ်ကြောင်းကိုအတွင်းလူတွေကသိထားပါတယ်။အခုဒီကလေးသက်သက်ကိုရင်လေးကလည်းအသက်80ကျော်မဲတော်ကြီးကိုကုမာရာလို့ခေါ်ခြင်းမင်းငါအစရှိတဲ့နန်းစားတွေသုံးအထက်စီစီအမိန်ပေးခြင်းကြောင့်ကျွန်တော်နားမလည်နိုင်အောင်ဖြစ်နေပါလေ။မဲတော်ကြီးကိုအနီးကပ်ပါရမီဖြည့်ကုညီလောက်ကင်ပေးနေတဲ့ယောဂီတော်ပြုံးကခေါင်းညိတ်ပြုံးလိုက်တာကိုသတိထားမိပါလေ။ ကျွန်တော်တငယ်ကြီးဖြစ်သူကတော့အလုံးမကြဟန်နဲ့နှခုံးရှုံပြီးခက်တင်းနေကြည့်နေပါလေ။ဒေါ်ပြုံးယူလာပေးတဲ့ရေခွက်ကိုမေတော်ကြီးကယူပြီးကိုရင်လေးကိုလက်နှစ်ဖက်နဲ့တရိုတသေးကတ်လိုက်ပါလေ။ကိုရင်လေးဟာအပြည့်ကင်းစင်တဲ့မျက်နှာနဲ့ရေကိုတဝါကြီးတောက်ပါလေ။ရေတွေကနှကန်းတောင်းမှအောက်ထိစီးကြပြီးသင်္ကန်းကိုတော့ဆိုးသွားပါတော့တယ်။ဖြည်းဖြည်းသာတောက်ပါကိုရင်ရဲ့ဘသူမှလူမတောက်ပါဘူးလို့တငယ်ချင်းကသူ့အကျင်တိုင်းပြောပါလေ။ကိုရင်က ျွန်တော်တငယ်ချင်းကိုစူးစူးဆက်ဆက်ကြည့်ရင်ဟေ့ဘုရားဟူတာငါဆရာမလုပ်နဲ့မင်းကူကပြာစောနေတယ်တဲ့အဲ့ဒီစကားအတိတ်ပဲအဲ့ဒီတော့မသိပါဘူးဒါပေမဲ့မြောင်းမကြမီလာပိုင်းတွင်ဘာရာမှာအကြီးကျယ်မီလောက်ပါလေနိုင်ငံတိကဘာတိအောင်ဖြစ်လို့နိုင်ငံတကာမှာအလူရှင်နေတော်ပေါ်လာရကြောင်းသိကြမှာပါအဲ့ဒီမိမိမှာကျွန်တော်တငယ်ချင်းရဲ့အိမ်မီးတဲ့ပါသွားပါလေကျွန်တော်ဟာအဲ့ဒီတော့က ကင်မရာလည်းမရှိလို့ကိုရင်လေးရဲ့ပုံကိုဓာတ်ပုံဆိုင်မထားနိုင်တဲ့အတွက်နောင်တရပါတယ်။ဒီလိုနဲ့ကိုရင်လေးဟာဝါးချောင်းလေးပေါ်မှာသုံးညတနံချိန်တော်ပါတယ်။ဘယ်တော်ကြီးကလည်းကိုရင်လေးအောင်သောသမျှတီးခန့်ခွင်လွတ်နာခံရင်စွန့်ချိန်စွန့်အေးချိန်အေးတက်စွန့်သမျှပြုစုလုပ်ကြည့်ပါလိမ့်။အမေတောင်းကိုလည်းရှင်းပြပါဦး။ဒီကိုရင်လေးကဘာလဲ။ဘာလို့အမေကဒီလိုပြုစုနေတာလဲ။ကျွန်တော်တို့တို့တိတိနဲ့မေးပါတယ်။ ကျွန်တော်တို့အားလုံးကမေတော်ကြီးကိုအမေလို့ခေါ်ပါတယ်မေတော်ကြီးဟာစကားနဲ့သူပြပြပို့လို့မပြောဘဲအချိန်တန်တော့သိရမှာပေါ့လို့သာဖြေပါတယ်တိတိကျကျဖြေလည်းမရပါဘူးသုံးရမြောင်းနေကိုရင်လေးဟာကျောင်းရှိမြေကွက်လမှာတက္ကိုင်း6နဲ့စဝိုင်းလေးရေးနေပါတယ်ကျွန်တော်ကတော့ကိုရင်လေးလို့သမျှခလန်းလန်းကကြည်နေပါတယ်အနီးကလည်းမတော်ရဲ့သူအောင်းတော့မှာကိုအားကြောက်မှမသိကြောက်နေလို့ပါစဝိုင်းယူဆပြီးတဲ့အခါကိုရင်လေးဟာပါဇက်ကတဖွားဖွားယော့တက္ကိုင်းနဲ့စဝိုင်းကိုရိုက်ပြီးပါဇက်ကနေ ဟေ့အင်ကာနဲ့တောက်ကြတာလာခဲ့လာခဲ့ဆိုခုလာခဲ့လှုပ်ချင်တိုင်းလှုပ်ပြီးဒီလိုပြေးလို့ပဲရမလဲငါ့ကိုမခံလေးစားနဲ့လာခဲ့ဆိုပြီးပြောလဲပြောရှိုက်လဲရနေပါလေတိတ်မကြပါဘူး7မိနစ်ခန့်ကြာမှခေါင်းငိုက်ဆိုင်နဲ့လူနှစ်ယောက်ရှောက်လာတာတွေ့ရပါလေတယောက်ကအသက်60အဖိုးကြီးပီနီယောင်တိုက်ပုတ်အဟောင်းတစ်ထည်ဝတ်ထားပြီးမြစ်သေးတဲ့ရှမ်းလွယ်အကြီးလွယ်ထားပါလေနောက်တစ်ဦးကလူငယ်ပါ အဖိုးကြီးရဲ့တပည့်ဖြစ်ပုံရပါတယ်။နှစ်ယောက်လုံးကစကားတစ်ခုမှမပြောဘဲကိုရင်လေးဆွဲထားတဲ့မြေကြီးပေါ်ကစီဝိုင်းနဲ့ဝင်ရလိုက်ရပါတယ်။ရောက်လာကြပြီလားဒီလိုမှပေါ့တဲ့။ကိုရင်လေးရဲ့ဟန်မှုရမှာအပြည့်ရှိတဲ့တပည့်နှုတ်ကိုစူပူဆုံးမတဲ့ကြောင်းဆရာကြီးတူပုံဖြစ်နေပါလေ။ထူးဆန်းတာကအဲ့ဒီကိုရင်လေးဟာသူတို့ရဲ့သားမြေးရွယ်သားရှိပါတယ်။သူတို့ကလည်းဒီကိုရင်လေးကိုရရဲမကြည့်ရပါဘူး။ပေးသမျှအပြည့် ခံပမယ်လို့ပြောနေတဲ့အောင်မှာသူတို့မျက်နှာတွေကနောင်တနဲ့ကြေကွဲမှုတွေရောရှက်ပေါ်လွင်တာကျွန်တော်သတိထားမိပါလေ။ငါချင်းချင်းသတိပေးတာကိုမနာခံပဲလှုပ်ချင်ရလို့မိစ္ဆာဝါဒီနဲ့ပျော်မှုနေတဲ့သူတွေဒီတိုင်းရှစ်ဆက်လှထားရင်ပူဆိုးဖို့ပဲရှိမယ်။ဒီတော့အခုချိန်ကစပြီးမင်းတို့ပညာကိုအကုန်သိမ့်ပြီးဟေ့ဆိုပြီးတော့ပါဇက်ကလည်းပြောမြေကြီးကိုလည်းတက္ကန်းချောင်းနေရပါလေ။ဟိုလူနှစ်ယောက်ကတော့တတုံမှမလို့ပဂတိကြောက်ရွံ့လို့ပါပဲ။ မှတ်ပြီလားငါကြောင့်သိပြီလားဒီလောက်တောင်စိုးသွန်းခြင်းနဲ့အချိန်မစီးတဲ့ကောင်လေးမင်းတို့မှာဘာပညာမှမရှိတော့ဘူးကုံပြီးဆိုပြီးတော့ကိုရင်လေးဟာပါဇက်ကလည်းစိုင်းတည်နေပါလေနောက်ပြီးတော့အော်ဟစ်ပါတယ်ဘာမဲ့တဲ့ဟိတဲ့တွားကြတော့လေတွားတွားတဲ့ခိုးကြီးဆရာတပည့်နှစ်ယောက်ဟာလာတော့ငါလိုပဲခေါင်းငိုက်ဆက်ကြီးနဲ့ပြန်သွားပါလေငါတော်ဝင်တခုတော့ပြီးပြီငါသွားတော့မယ်ကုမာရာကြီးငါသွားပြီတဲ့ဟိုကငါသားတော့လေဆက်ကြိုးစားသွားပြီတဲ့ကိုရင်လေးဟာကလေးတယောက်လို့ အော်ဟစ်နှုတ်ဆက်ပြီးမေတော်ကြီးရဲ့ဝါကြောင်းလေးနောက်ဘက်မြို့ရိုးအဟောင်းကိုမြင့်တီယာဝယုံတော်ကြီးတဲ့ပြေဝင်သွားပါလေကျွန်တော်လဲကြောင်းအံ့ဖြစ်နေပြီးချက်ချင်းသတိဝင်လာတော့ကိုရင်လေးကိုအပြေးလိုက်ပါလေဒါပေမဲ့မတွေ့တော့ပါဘူးကိုရင်လေးရေရောင်လည်းမတွေ့ဝယုံနောက်ဘက်ခြံဝန်းတဲ့ကိုအပေါ်စီးမှကြည့်တယ်သင်္ကန်းစာလေးလောက်မတွေ့ထူးထူးခြားခြားကြီးပြောက်သွားပါလေမေတော်ကြီးကနောက်ကနေပေါ်လာပြီးရှာမနေနဲ့တော့တာရဲ့မရှိတော့ဘူးတဲ့ မေကိုရင်လေးကဘာမဲ့တဲ့ဟိလို့ကြုံသွားတယ်ဆိုတော့ဟုတ်တယ်ငါသားတယ်အဲ့ဒါဘာမဲ့ဆရာတော်ပဲတဲ့ဘလို့ဘလို့ကိုရင်လေးကဘာမဲ့ဆရာတော်ကျွန်တော်တကူလုံးစက်သိမ်းမှုညှိထားတော့ပါတယ်ကျွန်တော်တည်တလောက်ညောင်ရဲခက်ကထင်ပေါ်ကြော်စောတဲ့ဘာမဲ့ဆရာတော်ဟာအင်းပညာရဲ့မှာတပတ်ကန်းခတ်ပြီးမြောက်ပြီးထွက်ရလံပေါ့မြအောင်မြောင်ခဲ့တဲ့ပုဂ္ဂိုလ်ထူကြီးပါဝေရောကြီးပြောချက်ရကျွန်တော်ဟာဘဝတစ်ခုမှာဗာမဲဆရာတော်ရဲ့တာတော်ဆက်ဖို့ပါလေတဲ့။ဒါကြောင့်ခုဘဝ ကျွန်တော်ငယ်စဉ်ကလေးဘဝမှာပင် AI စမပညာရည်တွေနဲ့ရင်းနှီးကျွမ်းဝင်ကြောင်းသိရပါတယ်။ဘာမဲ့ဆရာတော်မှာပုံတွေမြင်မှုတဲ့ပုံတွေမတူဘဲနဲ့ခုတွေ့တော့ကိုရင်လေးပါလားကျွန်တော်ကတဲ့မီတော့မေတော်ကြီးကငါသားရဲ့တဲ့တိတ်တိရှင်မဟိတိရှင်နေပဲတဲ့လူရပုံသွင်းနိုင်တယ်တဲ့ငါသားလည်းဒီဘုဒ္ဓရရှိပြီသားပဲတဲ့ကျွန်တော်ဘဝမှာတော့ဘာမဲ့ဆရာတော်ဖြစ်ဒီကိုရင်လေးကိုဘယ်တော့မှမေ့ပျောက်လို့ရမှာမဟုတ်တော့ပါဘူး။ အောက်လန်းစရာနှစ်ယောက်ရဲ့ပညာကိုကိုရင်လေးသိမ်းသွားတဲ့ဒီဖြစ်ရကိုလည်းတသားသားပြန်ပြောစရာဖြစ်ကြံခဲ့မှာဖြစ်ပါလိမ့်